တိုင်သာယာမှာအသက်၃နှစ်ရွယ်ကလေးငယ်ကိုခိုးယူပြီးတော့ရွှေလင်ကတ်တွေချွတ်ယူကရင်မြောင်းလဲပြစ်ချခဲ့တဲ့အမျိုးသမီးကိုဖမ်းဆီးရမရေအတွက်ရှာဖွေနေကြပါတယ်။ရဟူတိုင်းဒေသကြီးလန်သာယာအခြေပိုင်းမြို့နယ်မှာရှိတဲ့ကလေးငယ်တူကိုခိုးယူပြီးဝေပင်လန်စက်မှုဆောင်မှာရှိတဲ့ရင်မြောင်းထဲမှာရင်းနှီးတက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဟာဗီလာ28နှစ်မနက်9:00ခန်းကဖြစ်ပွားခဲ့ပါတယ်။ ိုင်တရာအရှိပိုင်းမြို့နယ်အလဲရွာကြေးရွာရွှေပြည်သာတရာနီငွေပြည်နယ်စက်မှုဆောင်ကရှိတဲ့ရေမြောင်းတဲမှာကလေးငယ်တူတေဆုံးလေးတွေ့ရတဲ့အတွက်စစ်စစ်လိုက်တဲ့အချိန်မှာတော့ကလေးငယ်ကိုခိုးယူပြီးရေနဲ့တက်တာလို့သိရပြီးတော့ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမယ့်ရေဆောင်းနေလို့ရက်တဖို့တဲ့နီးစပ်သက်သူတွေထံကသိရပါတယ်အသက်၃နှစ်ရွယ်မိန်းကလေးဟာညနေပိုင်းမှာပျောက်သွားတာဖြစ်ပြီးမိဘတွေနဲ့ရက်ွက်နေတဲ့ပြည်သူတွေကမွေးရဲမှာလက်လံရှာပွေခဲ့ကြပြီမဲ့လည်းမတွေ့ခဲ့ရပါဘူး မေလ28ရက်နေ့မနက်ပိုင်းမှာတော့ဝေပင်လယ်ဆက်မှုဆောင်နာရေမြောင်းဆက်မှာနားတွေပြက်လျက်နဲ့ငကက်ဖြတ်လို့ခံထားရပြီးယင်းနေ့တတ်ခံထားရတဲ့အနေအထားနဲ့ဓာတ်ပေါ်ဒီကိုပဲပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါလေ28ရက်နေ့ညနေကစပြောက်တာပါမိုးရွာတဲ့အချိန်ကြီးလိုက်ရှာကြတာမတွေ့ပါဘူးမြို့သမီးတယောက်ခေါ်သွားတာတော့သိတယ်လို့ဒေသခံတူကပြောပါတယ်ဖြစ်စဉ်ကတော့ဖခင်ဖြစ်သူကိုကိုဝင်ဆောင်မြို့သမီးတူကအိမ်ငါးကျင်လို့ဆိုပြီးတော့လိုက်ပြခိုင်းပါတယ် တေဆုံးလို့၃နှစ်ရွယ်မိန်းကလေးနဲ့ဦးလေးဖြစ်သူတို့ကိုမုတ်ဝဲထွက်နေတဲ့အချိန်မှာအဆိုပါမျိုးသမီးက၃နှစ်ကလေးမလေးနဲ့အတူရှိနေတဲ့ဦးလေးစီကိုရောက်လာပြီးအိမ်မှာပတ်စံရေးကြံငယ်လို့တွားယူခိုင်းတယ်လို့ဆိုပါတယ်ဦးလေးဖြစ်တဲ့သူထွက်သွားတဲ့အချိန်မှာတော့၃နှစ်ရွယ်ကလေးမလေးကိုခေါ်သွားခဲ့ပြီးရွှေဝေထားတဲ့နားနှစ်ဖက်ကိုဖြတ်ယူကာရင်းနှစ်တက်သွားခဲ့တယ်လို့သိရပါတယ်ဗိုက်ကြီးတဲ့တယောက်ကသူ့အဖေကိုအိမ်ငှားဖို့လိုက်ပြခိုင်းတာပါသူ့အဖေနဲ့ထွက်သွားကြပြီးမကြပါဘူးအဲ့ဒီမျိုးသမီးကပြန်လာပြီးတော့ ပတ်ဆိုင်ရင်ကြံငယ်လို့သူကကလေးမလေးရဲ့ဦးလေးကိုတွားယူခိုင်းတာပါဦးလေးဖြစ်သူကအိမ်ပြန်ချင်းကလေးမလေးပဲကြံခဲ့တာကိုရင်းနှီးတက်ပြီးတော့ရွှေတွေကိုယူသွားတာပါလို့နောက်ထပ်ဒေသခံတူကလည်းပြောပါလေပြစ်မှုကျူးလွန်သူအဆိုပါမျိုးသမီးကိုကလေးမလေးရဲ့မိသားစုဝင်တွေကတောင်ကြီးရဲစခန်းမှာမှုဖွင့်ထားပြီးတရားခံပေါ်ပေါ်ရေးဖမ်းဆီးရရှိရေးအတွက်စူးစမ်းဆောင်နေတယ်လို့သိရပါလေ